ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ရေရူတွေကြားမှာဘာဆက်လို့ရမှမသိပဲလမ်းပြောင်းနေပြီလား။ဒီပုံမြင်ဟောင်းလေးကတင်းကုန်မယုံနိုင်စရာကောင်းလောက်တဲ့အတွေ့တစ်ခုပေးပါလိမ့်မယ်။ကဲဒါဆိုရင် ပုံမြင်လေးကိုဆက်လက်နာတော်တာဆင်ခန်းစားကြည့်အောင်လိုက်ရှင်။တခါတော့ကရွာလေးတရွာမှာအုတ်ထုံရောင်းတဲ့ကုံတွေတယောက်ရှိပါတယ်။သူဟာအပတ်စဉ်အယောင်ဆုံးအုတ်ထုံတွေနဲ့ပြင်နေတဲ့ချင်းအောင်ကိုယူပြီး အနီးကမြို့ကိုသွားလေးရှိတယ်။သူကခီလန်တျှောက်အရေးရတဲ့သစ်ပင်ကြီးရဲ့အောက်မှာထမင်းစားပြီးအိတ်တက်တဲ့အကျဉ်လေးရှိပါတယ်။တနေ့မော်လွဲပိုင်းမှာခီးရှိလန်လျှောက်ပြီးသူဟာသူ့အကျဉ်တိုင်းသစ်ပင်ကြီးတစ်ပင်အောက်မှာခေတ္တအနာယူထမင်းစားပြီးတော့ခြင်းနှောင်းကိုဘေးချထားရင်အိပ်ပျော်သွားပါတော့တယ်။သူမတိလိုက်တာကအဲ့ဒီအပြင်မှာကြီးစားတက်တဲ့မြောက်တွင်နေထိုင်တက်တဲ့ဆိုရပါပဲ သူဟောက်တန်ထွာလာတာနဲ့တပြိုင်နက်မြောက်တွေဆင်းလာကြပြီးသူအုတ်ထုတ်တွေကိုသူတို့ကောင်းမဆွလိုက်ကြပါတယ်။ဒီအုတ်ထုတ်ရောင်းသမားနိုးလာတဲ့အခါအုတ်ထုတ်ပြောင်းနေတာကိုတွေ့ပြီးထိတ်လန့်သွားခဲ့တယ်။အုတ်ထုတ်တွေဘယ်ရောက်သွားတာလဲလို့ငိုကြွေးရင်းအသေးအတန်ရှာဖွေနေပါတယ်။ချက်ချင်းပဲတဲကိုင်းတွေပေါ်မှာအုတ်ထုတ်တွေဆွထားတဲ့မြောက်တွေကိုသူမြင်လိုက်ရပါတော့တယ်။အုတ်ထုတ်တွေမရှိရင်မိသားစုအတွက်ဝင်ငွေရမှာမဟုတ်ဘူးဆိုရက်ဆိုရင်စိတ်နဲ့ သူအလွန်ပဲထိတ်လန့်သွားခဲ့တယ်။ရုတ်တရက်ပဲသူအကြမ်းညာတစ်ခုကိုရသွားတယ်။မြောက်တွေဟာတူပရရာကိုကြိုက်တယ်ဆိုတာသတိရလိုက်တာကြောင့်စကားမပြောဘဲသူ့အုတ်ထုတ်ကိုချုပ်ပြီးညီကြီးဘောကိုပြစ်ချလိုက်တယ်။တေချာကြည့်နေတဲ့မြောက်တွေဟာသူ့လုံရက်ကို တူပလိုက်ကြပြီးအုတ်ထုတ်တွေအလုံးကိုညီကြီးဘောပြစ်ချလိုက်ကြပါတယ်။အုတ်ထုတ်ရောင်းသမားဟာအုတ်ထုတ်တွေအလုံးကိုမြ мян သိမ်းယူပြီးငါအကြမ်းညာကြောင့်ဒီပြဿနာတွေကိုဖြေရှင်းနိုင်ခဲ့ပြီလို့ ကိုကိုကိုဂုံယူစွာပြောလိုက်ပါရယ်အချင်းကုံလွန်လာတာနဲ့အမျှအုတ်ထုတ်ရောင်းသမားဟာအိုမင်းလာပြီးသူသားကလုပ်ငန်းကိုဆက်ခံမာတော့တယ်တနည်းမနန်းတားဖြစ်သူမျိုးကိုခရီးထွက်မဲ့အချိန်မှာအဖေဖြစ်သူက သူ့အတွေ့အကြုံကိုမျှဝေတယ်ချက်သားဂရုဆိုင်နားထောင်မှာမင်းသွားတဲ့လမ်းမှာကြည်စားတဲ့မြောက်တွေရှိတဲ့သစ်ပင်ကြီးရှိတယ်မင်းအိမ်နေချိန်မှာ သူတို့ကအုတ်ထုတ်တွေကိုခိုးသွားရင်ငါလောက်ခဲ့တယ်လို့ပဲမင်းအုတ်ထုတ်ကိုမြေကြီးပေါ်ပြေးချလိုက် သူတို့လည်းမင်းကိုတူပြီးအုတ်ထုတ်တွေပြပေးလိမ့်မယ်။ဒါဖြစ်သူက ပြောရင်သဘောတူပြီးပြဿနာကျုံလာတဲ့အခါအဲ့ဒီနီးကိုအသုံးပြုမယ်လို့ကြံရွယ်လိုက်ပါရယ်။ယုံကြည်ချက်အပြည့်နဲ့လူငယ်လေးဟာခီးထွာလာခဲ့တယ်။ပူပြင်းတဲ့မော်လွဲပိုင်းမှာအဖေဖြစ်သူလိုပဲရင်းနေနေတဲ့တစ်ပင်အောက်မှာခေတ္တရက်ပြီးသမင်းစားကအိပ်ပျော်သွားခဲ့ပါရယ်။အရှင်တော်ကလိုပဲမြောက်တွေဟာဆင်းလာပြီးအုတ်ထုတ်တွေကိုကောက်ယူကုံယူစွာနဲ့ခေါင်းပေါ်မှာဆွကြပါတော့တယ်။ တချို့ကခုံကြတချို့ကလောင်ပြောင်းကြတချို့ကလက်ခုပ်တီးကြတာပေါ့နိုလာရဲ့အခါလူငယ်လေးအံ့အားတင်သွားပြီး အဖေပြောတာမှန်ပါလားဒီမြောက်တွေငါအုတ်ထုပ်တွေခိုးသွားပြီလို့ကြွေးကြော်လိုက်တယ်အဖေအကြံပေးချက်ကိုသတိရသွားပြီယုံကြည်ချက်အပြင်နဲ့မြောက်တွေစီမျက်နှာမူရင်မင်းတို့ကငါအယုံပေးမှာမဟုတ်ဘူးလို့ပြောကသူ့ကိုယ်ပိုင်အုတ်ထုပ်ကိုချုပ်ပြီးဟေးဟန်နဲ့မြေကြီးပေါ်ကိုပြေးချလိုက်ပါတယ် သူစောင့်ကြည့်နေပြီမင်းမြောက်တွေကငေးကြည့်နေတော့မှာပဲသူကသူ့ကိုအံအားတင်စေခဲ့တာကမြောက်တကောင်အောက်ကိုခုံဆင်းလာပြီသူရဲ့မြောက်စကားနဲ့ဟိတ်ကောင်မင်းကုံမင်းတော်လာပြီလို့ထင်နေတာလားမင်းဖီကမင်းကိုဒီနည်းတွေတင်ပေးခဲ့တယ်လို့ငါတို့အဖေတွေအဖိုးတွေကလည်းငါတို့ကိုနီလန်းသစ်တွေတင်ပေးခဲ့ကြတယ်လို့အော်ဟဲလိုက်တာကြောင့်မြောက်အားလုံးကရေမောတန်တွေနဲ့အတူတဲကိုင်းတွေချာမှာဟိုကူတီကူလောက်ကြပါတော့တယ်လူငယ်လေးကလည်း ဒီမြောက်တွေဟာသုထတောင်ပူပါနေနေတာကိုနားလဲသွားပြီးနီလန်ဟောင်းတွေကအမြင့်တဲ့အတုံးမဝင်မှုဆိုတာနားလဲသွားပါတော့တယ်။ကဲဒီပုံမြင်လေးတွေကနေအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးပါရယ်။ကဘာကြီးကအစင်မပြတ်ပြောင်းလဲနေတာကြောင့်မနေ့ကအလုတ်ဖြစ်ခဲ့တာဟာဒီနေ့မှ အလုတ်ဖြစ်ခြင်းမှဖြစ်မှာပါ။အတွေ့အကြုံတွေနဲ့အကြံဉာဏ်ဟောင်းတွေကတန်မိုးရှိပြီးမဲ့သူတို့ဟာမပြောင်းလဲတဲ့စည်းမျဉ်းတွေမဟုတ်ပါဘူး။ အချိန်နဲ့အသက်တိုင်းမှာအတွေးတွေမိဖုဟာတက်တွေနဲ့ဆန်းသက်တဲ့ဖြည့်ရှင်နည်းတွေလိုအပ်ပါတယ်။အတိတ်ကိုပဲအာကုန်နေရင်ကျမတို့ရှင်မတိုးနိုင်ပဲဖြစ်နေလိမ့်မယ်။ဒါပေမဲ့အချိန်နဲ့အမျှတင်ယူပြီးလိုက်ရောညှိထွေဖြစ်အောင်နေထိုင်တဲ့ရင်ဘယ်စင်ခေါ်မှုကမစိုးကျမတို့အလုံးရင်ဆိုင်နိုင်ပါလိမ့်မယ်။ကဘာကြီးဟာအမြဲတမ်းပြောင်းလဲနေပါတယ်။ဒါကြောင့်ကျမတို့လည်းခင်ရည်စီကြောင်းအတိုင်းအမြဲပြောင်းလဲဖို့လိုပါတယ်။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့ရှင်။